မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။မင်းအောင်လိုင်းအလိုမရှိကြောင်းဆန္နာပြထိုင်းလူမျိုးများနဲ့ဆန္နာပြပွဲလာရောက်ဟန်တာတဲ့ထိုင်းမျိုးသားရင်းလှူရှားသူများရုံရင်ဆန်ခတ်ဖြစ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ စကောင်းဆောင်မင်းအောင်လိုင်းအလိုမရှိကြောင်းကန်းကွက်ဆန္ဒပြတဲ့ထိုင်းလူမျိုးတွေရဲ့ဆန္ဒပြပွဲလာရောက်ဟန်တာတဲ့ထိုင်းမျိုးသားရင်းလှုပ်ရှားသူတွေနဲ့ရုံရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီးရဲတပ်ဖွဲ့ဝင်တွေဝင်ရောက်ထိန်းသိမ်းခဲ့ရကြောင်းသိရပါဗျ။အေပြီလ9ရက်မနက်7:00နာရီခန့်ကဘန်ကောက်မြို့ရှိကုလသမဂ္ဂ UN ရုံးရှိမှထိုင်းလူမှုအသင်းဖွဲ့ဖြစ်တဲ့ Bright Future ဖွဲ့ကနိုင်ငံသား6000ကျော်တပ်ဖြတ်ထားတဲ့စကောင်းဆောင်မင်းအောင်လိုင်းကိုထိုင်းနိုင်ငံကိုဖိတ်ခေါ်မှုပေါ်ကန့်ကွက်ဆန္ဒပြခဲ့ပါဗျ။အဆိုပါဆန္ဒပြပွဲလာရောက်ဟန်တာတဲ့ထိုင်းမျိုးသားရင်းဖွဲ့ဖြစ်တဲ့ကြည်သူဒီ မိုကရေစီပြုပြင်ပြောင်းလဲကော်မတီ PDRC မှနှက်ခမ်းမွေအမိပြောင်းဥဆောင်တဲ့လူတချို့ကမင်းအောင်လိုင်းစန့်ကျင်ဆန္ဒပြသူတွေကိုစတင်ရန်ရှာခဲ့ကြောင်း Prime Future ဖွဲ့နဲ့နှိဆက်သူတွေကပြောပါတယ်ဆန္ဒပြပွဲမှာမြန်မာတွေမပါဘူးအခုထိုင်းနှက်ခမ်းမွေကလာရန်ရှာတာထိုင်းနှက်ခမ်းမွေဆိုတာမအာနာစစ်တပ်ကမွေးထားတဲ့သူလို့ဖြစ်နေတယ်အဲ့လိုတုံ့တက်မိတဲ့သူကတော်လိုင်းလှုပ်တဲ့သူတွေလိုက်ရန်ရှာနေတာလို့၎င်းကပြောပါတယ်နှစ်ဖက်ရုံရင်စံကတ်ဖြစ်ပွားပြီးတဲ့နောက် Prime Future ဖွဲ့မှာ ဆာရက်ကယ်ရီဆိုသူအားထိုင်းရဲတပ်ဖွဲ့ကဘေးကင်းရာခေါ်ဆောင်သွားတယ်လို့သိရကြောင်းပြောပါရယ်အဖမ်းခံရတာမဟုတ်ဘူးပြန်လွတ်လာတာမပူနဲ့ဒီပွဲကခွင့်ပြုချက်နဲ့လုတာလို့ပြောပါရယ်ထိုင်းနိုင်ငံဆန္ဒပြပွဲတွေမှာပါဝင်တဲ့မြန်မာနိုင်ငံအနေနဲ့တိုက်ခိုက်မှုတွေကြောင့်ရနိုင်ရကြောင်းကယူဆိုင်ဖို့ MD80 ကအပီလ9ရက်နေ့မှာအတိပေးထုတ်ပြန်ပါရယ်နိုင်ငံသား6000ကျော်တပ်ဖြတ်ထားတဲ့စစ်ကောင်းဆောင်မင်းအောင်လိုင်းကိုထိုင်းနိုင်ငံကိုဖိတ်ခေါ်မှုပေါ်ထိုင်းတက္ကသိုလ်ကျောင်းသားတွေနဲ့လူမှုအဖွဲ့အစည်းတွေကပြင်းပြင်းထန်ထန်ကက်ကွယ်ဆန္ဒပြနေမှုတွေပေါ်ပါဝင်မဲ့မြန်မာတွေကို MDAT ကတတိပေးခဲ့တာပါစန္နပြပွဲအတွင်ပြည်ပြည်နောက်မှာမျိုးသားဝါဒကြီးသူတွေက တိုက်ခိုက်မှုချင်းချမှုနှိမ့်ဆက်နှောက်ယှက်မှုနဲ့ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကိုခံနိုင်ရှိရတဲ့ဒါအပြင်အစိုးရအာဏာပိုင်တွေကတိုက်ခိုက်မှုတွေလည်းရှိနိုင်တယ်လို့ MTAT ကသတိထားပေးထားပါတယ်။ဒါအပြင်ဖမ်းဆီးခံရပါကမြန်မာနိုင်ငံကိုပြန်ပို့နိုင်တယ်လို့ပြန်မပို့ပါကလည်းဖမ်းဆီးမှုခံရနိုင်ပြီးအထောက်အထားအစုံလင်ရှိသည့်အတိုင်းအာမခံအတွက်ခက်ခဲနိုင်တယ်လို့ဆိုပါတယ်။ဆောင်ရွက်စာရန်ဒီမှန်ကန်တဲ့သူတွေမှာအဲ့ဒီအခွင့်အရေးကိုထိုင်းအာဏာပိုင်တွေကဖျက်သိမ်းခြင်းဒါမှမဟုတ်အနာဂတ်မှာဆောင်ရွက်စာရန်အသည့်ပုံစံတင်ခြင်းဒါမှမဟုတ်တည်တံ့တိုးခြင်းလုပ်ငန်းစဉ်တွေမှာအခက်အခဲများဖြစ်ပေါ်နိုင်တယ်လို့ MTAD ကထုတ်ပြန်ထားပါတယ်။ ဆန္ဒပြပွဲတွေမှာဦးဆောင်ပါဝင်သူတွေအနေနဲ့ထိုင်းအာဏာပိုင်တွေဘက်မှစောင့်ကြည့်ခံရနိုင်တာကြောင့်မြည်တင်းလှုပ်ရှားမှုမဆိုမိမိအန်ဒီရဲ့ကိုတေချာသတိပြုပြီးပြုလုပ်ဖို့နဲ့၎င်းတို့ဘက်မှအကူအညီပေးနိုင်မှုကကတ်သက်ချက်များရှိနေကြောင်းသိရပါတယ်။မင်းအောင်လှိုင်ဦးဆောင်တဲ့မြန်မာစစ်တပ်ကအာဏာသိမ်းပြီးကလေးကနိုင်ငံသား6000ကျော်တပ်ဖြတ်ထားကြောင်းအရက်သား2000ကျော်ကိုဖမ်းဆီးထိန်သိမ်းထားကြောင်း သေးတံအမိန့်ကိုအသက်သွင်းခဲ့ကြောင်းနဲ့ပြည်တွင်းရွှေပြောင်းဒုက္ခသည်တုံးတန်းခွဲကျော်ရှိလာတယ်လို့ဆိုပြီးထိုင်းတက္ကသိုလ်ကျောင်းသားများနဲ့လူမှုအဖွဲ့အစည်းတွေကရှေးသားကန့်ကွက်ခဲ့ကြပါတယ်။ Miss D Alliance Thailand အပါအဝင်ထိုင်းနိုင်ငံရှိလူမှုအသင်းအဖွဲ့တွေကဆန္ဒပြကန့်ကွက်နေခြင်းဖြစ်ပါတယ်။ Miss D Alliance Thailand ကမြန်မာစစ်တပ်ကအာဏာသိမ်းမှုကြောင့်ပြည်သူလူထုအကြမ်းတင်းဖြစ်လာမှုနဲ့ဖမ်းဆီးတပ်ဖြတ်နေတဲ့အကြောင်းထိုင်းနိုင်ငံသားတွေသိရှိစေဖို့ထိုင်းတက္ကသိုလ်မှာကြောင်းသားလူငယ်တွေနဲ့စုဖွဲ့ထားတဲ့အဖွဲ့ဖြစ်ပါတယ်။ AB 4ရဲ့ညနေ၄နာရီခွဲကလည်း Binstead အစည်းအဝေးကျင်းပတဲ့ဘန်ကောက်မြို့ရှိ Shangri-La Hotel အတွင်းစစ်ကောင်းဆောင်မင်းအောင်လိုင်းကိုထိုင်းတက္ကသိုလ်ကြောင်းသားတအုပ်ကကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။ထိုင်းတက္ကသိုလ်ပထမနှစ်ကြောင်းသားပွန်ကအာဏာ ရှင်လူသက်သမားမင်းအောင်နိုင်ကိုကြိုဆိုမှာမဟုတ်ကြောင်းဟိုတယ်မှာအော်ဟင်ဆန္ဒပြခဲ့ကြပါတယ်ဒါအပြင်မိုက်လောင်ရိန်နန်အန်ဖိုင်ယာရန်တောင်ဖွဲ့ရဲ့ ထိုင်းလူမျိုးများကလည်းဘန်ကောက်မြို့လယ်ရှိဘန်ကောက် Art and Culture Center ရှိမှစစ်ကောင်းဆောင်မင်းအောင်လိုင်ကိုမကြိုဆိုကြောင်းဆန္ဒပြခဲ့ပါတယ်။နေ့ကငါတို့မကြိုက်ဘူးလူတက်ကောင်မင်းအောင်လိုင်ဆိုပြီးမြန်မာဘာသာနဲ့ရှင်းတာထားတဲ့စိုင်းဘုတ်တစ်စုကိုကင်ဆောင်ပြီးသွေးစွန်းနေတဲ့အဖြူရောင်ဝတ်စုံများဝတ်ဆင်ထားတဲ့လူငယ်တွေကလည်းလက်သုံးချောင်းထောင်နဲ့တင်ကြတာနဲ့တရုတ်ဖော်ဆန္ဒပြခဲ့ပါတယ်။ AB 9ရဲ့မနက်7နာရီကန်ကဘန်ကောက်မြို့ရှိကုလသမဂ္ဂ UN ရုံးရှိမှ Bright Future ဖွဲ့ဆန္ဒပြနေတာကိုလာရောက်ဟန်တားနေတဲ့နှကမ်းမွေအဖွဲ့ရဲ့တပ်ပုံတွေကိုလည်းပေါ်ပြထားပါတယ်။ နောက်ထပ်တစ်ပုတ်အနေနဲ့ငလင်တန်တဲ့မြန်မာကိုဒေါ်လာ30ထောက်ပို့ကွတ်အဖွဲ့ဝင်နိုင်ငံတွေကတိပြုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံမှာမြင်းငလင်ဘေးတင်ပြည်သူတွေထံအကူအညီပေးအပ်ရေးယာယီအပြင်းရစဲဖို့ God အဖွဲ့ဝင်နိုင်ငံတွေကတောင်းကြနေမှာတောင်းဆိုခဲ့ပြီးဒေါ်လာသန်း20ကျော်ပံ့ပိုးကူညီဖို့ကတိပြုလိုက်ပါတယ်။ယာယီအပြစ်ခတ်ရစဲဖို့ကတိကဝတ်ကိုအိန္ဒိယ၊ဩစတြေးလျ၊ဂျပန်၊အမေရိကန်တို့နဲ့ဖွဲ့စည်းထားတဲ့ God အဖွဲ့ဝင်နိုင်ငံတွေရဲ့ပူးရဲထုတ်ပြန်ချက်ကဖော်ပြခဲ့ပြီးမြန်မာနိုင်ငံမှာကင်ဆယ်ပစ္စည်းတွေပေးရခါအရေးပေါ်ဈေးပတ်ဆိုင်ရာဖွဲ့တွေဆေးလွတ်နေရလို့ပြောပါတယ်။တရုတ်နိုင်ငံကမြန်မာမြင်းငလင်ဘေးအတွက်ဒေါ်လာ73.6သန်းတန်ကြီးရှိကင်ဆယ်ပစ္စည်းတွေပေး ATF ကိုဂတိပြုပြီးအမေရိကန်အစိုးရကကင်ဆယ်ရေးလုပ်ဖို့လစ်လျူရှုထားချိန်မှာပူရဲကြီးညာချက်ထုတ်ပြန်ခဲ့တာပါ Quad အဖွဲ့ဝင်ဖြစ်တဲ့အိန္ဒိယနိုင်ငံကမြန်မာနိုင်ငံကိုအစားအသောက်နဲ့စေဝါးတွေအပါအဝင်ကင်ဆယ်ရေးပစ္စည်းတန်600ကျော်ပေးဖို့ခဲ့ပြီးရှာဖွေရင်းနဲ့ကင်ဆယ်ရေးဖွဲ့ဝင်80ဆင်းလွတ်ခဲ့ပါတယ် လူအသက်တည်ဆုံးမှုတွေနဲ့အခြေခံအဆောင်ထိခိုက်ပျက်စီးမှုတွေဟာရှင်ရင်ဆွဲလူသားချင်းစာနာမှုအကျပ်တဲကိုအခြေအနေပိုဆိုးစေခဲ့တယ်လို့ကွယ်အဖွဲ့ရဲ့ပူရဲထုတ်ပြန်ချက်ကဆိုပါတယ်။ယာယီအဖြစ်ခံရက်စဲမှုကိုကြိုဆိုပြီးအဆိုမှအစီအမံတွေကိုလိုက်နာကြဖို့တောင်းဆိုကမြန်မာနိုင်ငံတော်လူသားချင်းစာနာမှုအကူအညီအချိန်မီပေးရနိုင်မယ့်ပတ်ဝန်းကျင်တရဖန်တီးပေးဖို့ပူရဲထုတ်ပြန်ချက်ကတိုက်တွန်းခဲ့ပါတယ်။ကျွန်တော်တို့မြန်မာနိုင်ငံကိုကယ်ဆယ်ရေးပစ္စည်းတွေပေးဖို့နေပြီး အရေးပေါ်စေဘက်ဆိုင်ရာဖွဲ့ရင်းစင်လုကငလင်းတန်တဲ့ပြည်သူတွေကိုထောက်ပံ့ရင်မြန်မာနိုင်ငံမှာလုံဆောင်နေတဲ့မိဖက်ဖွဲ့တွေကိုပံ့ပိုးကူညီနေပါတယ်လို့ပူရဲထုတ်ပြန်ချက်ကဆိုခဲ့ကြောင်းသတင်းမှာဖော်ပြပါရှိပါတယ်ရှင် မြန်မာငလင်းအမေရိကန်ကူညီပေးမယ့်အကြောင်းတင်ဆက်ပေးပါမယ်။ In our Richter scale 9.8အစဉ်ငလင်းကြီးလှုပ်ထွက်သွားမှုကြောင့်လူပေါင်းထောင်ချီတေဆုံးပြောင်းဆုံးနိုင်တဲ့မြန်မာငလင်းဘေးဒုက္ခအတွက်အမေရိကန်နိုင်ငံကအကူအညီပေးမှဖြစ်ကြောင်းအမေရိကန်သမ္မတထရန့်က White House မှာပြုလုပ်တဲ့မီဒီယာတွေ့ဆုံပွဲမှာပြောကြားခဲ့တယ်လို့ဖော်ပြထားပါတယ်။အမေရိကန်သမ္မတထရန့်ကကျွန်ုပ်တို့ကအကူအညီပေးသွားမှာပါလို့ဆိုပါတယ်။အကူအညီပေးရေးလုပ်ငန်းများဆက်လက်လှုပ်ဆောင်ဖို့အတွက်မြန်မာနိုင်ငံဘက်မှတာဝန်ရှိသူများထံကိုပြောကြားပေးထားပြီးဖြစ်ကြောင်းအမေရိကန်သမ္မတထရန့်ကပြောပါ တယ်။ဒါပေမဲ့အမေရိကန်ကမြေတီပုံစံနဲ့အကူအညီပေးမယ်ဆိုတာကိုတိတိကျကျဖော်ပြခဲ့ခြင်းမရှိသေးပါဘူး။စစ်ကောင်စီကောင်ဆောင်မယောင်လိုင်းကလည်းငလင်းလှုပ်ခတ်မှုအပြီးနိုင်ငံတကာအနေနဲ့ကူညီပေးကြဖို့အစိုးရပိုင်းမီဒီယာတွေကတဆင့်တောင်းဆိုခဲ့ကြပါရယ်။မန္တလေးကိုဗဟိုပြုတဲ့ငလင်းကြောင့်တတော်သေဆုံးသူ144ဦးရှိပြီးဒဏ်ရာရရှိသူ932ဦးရှိရလို့မယောင်လိုင်းကစစ်တပ်ပိုင်းရုံးမြင့်တန်းကြားလိုက်မှတဆင့်မနေ့ကညပိုင်းမှာပြောပါရယ်။မလ28ရက်နေ့နေ့လယ်12:52မိနစ်ချိန်လှုပ်ခတ်တဲ့ငလင်းကြောင့်နေပြည်တော်ကောင်စီနေမြေမှာ မှာလက်တလောတည်ဆောင်သူ96ဦး၊စကိုင်းမှာ78ဦးနဲ့ကြောင်းစင်မှာ30ရှိကြောင်းတရားရရှိသူတွေအနေနဲ့နေပြည်တော်မှာ432ဦး၊စကိုင်းမှာ300နဲ့ကြောင်းစင်မှာ40စုစုပေါင်း932ဦးရှိကြောင်းတည်ဆောင်ထိခိုက်တရားရသူတွေဆက်လက်တိုးလာမှာဖြစ်ကြောင်းမင်းအောင်လိုင်ကဆိုပါတယ်။ဒါပေမဲ့လည်းမြေပြင်မှာရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများလုံဆောင်ဖို့လူအင်အားပစ္စည်းအင်အားမလုံလောက်မှုကြောင့်မင်းအောင်လိုင်ထုတ်ပြန်တဲ့စာရင်းထက် လူပေါင်းထောင်ကြီးပျောက်ဆုံးသေဆုံးနိုင်ကြောင်းဒေသခံတွေကပြောပါတယ်။အင်အား9.8ပမာဏရှိအလွန်အပြင်းနဲ့ငလင်တန်းကိုမြန်မာနိုင်ငံတွင်းမှာမန္တလေးမင်းမြို့တောင်ကြီးစကိုင်းမုံရရွှေဘုံမိုးကုတ်တီဘောလာရှိုးကြောင်းမဲနေပြီးတော့ပင်လောင်းရွာငန်းပကံညာဦးပခုတ်ကူမကွေးမင်းတုံးပြည်ပေါင်းတီတနုဖြူဒီတရေမအုပ်ပင်မြောင်းမြဖျာပုံလက်ပွတ်တာညောင်တုံးဟင်းတရာဘကိုးတိုက်ကြီးရန်ကုန်မလမြိုင်ဖအံမြဝရီကရင်နီရေးတဝဲ နေမိုးနဲ့ဒေဒီရတိုက်ကြီးဟင်္ဒရာပါဝင်မြို့နယ်များစွာမှငလင်တန်ကိုခန်းစားခဲ့ရပြီးအိနီးချင်းနိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံဘန်ကောက်ချင်းမိုင်မဲဆောက်တုံးမှာလည်းငလင်တန်ကိုခန်းစားခဲ့ရပါတယ်။ဆက်လက်ပြီးမန္တလေးစကိုင်းဖီလာကွန်ဒိုပြူချမှုမှာဒုက္ခဒိုင်မွန်စိန်တိုက်ပန်းရှင်ဒေါ်မိုးတီယာရွှေနဲ့မိသားစုဝင်များသိဆုံးနေကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးစကိုင်းဖီလာကွန်ဒိုပြူချမှုမှာဒုက္ခဒိုင်မွန်စိန်တိုက်ပန်းရှင်ဒေါ်မိုးတီယာရွှေနဲ့မိသားစုဝင်များသိဆုံးနေလို့ဒုက္ခဒိုင်မွန်စိန်တိုက်ကတရားဝင်သတင်းထုတ်ပြန်ပါတယ်။ ဒုက္ခဒိုင်မွန်စိန်တိုင်းရဲ့ပိုင်ရှင်တည်ဒီဒုသမတင်ကြီးဒေါ်မိုးတီရာရွှေနဲ့သားသမီးများမြေလီတို့က28ရက်3လ2025မှာတဘာဝဘီအနေအကြောင်းကွယ်လွန်အနေဆာရောက်သွားပါပြီလို့အဆိုပါစိန်တိုင်းကသတင်းထုတ်ပြန်ပါတယ်။မန္တလေးမြို့အောင်မြေသာဆန်မြို့နဲ့လမ်း60 22လမ်းနဲ့23လမ်းကြားရှိ17ထပ်မြင့်နဲ့ Sky Villa Condo မှာမင်းကငလင်ထက်ကြောင့်ပြိုကျပြီးမြေကြီးတဲ့ဂျုံဝင်သွားကြောင်းမြေပေါ်မှာ9ထပ်သာတန်ရစ်တော့ပြီး Condo 17ထပ်မှာလီတက်ကမြေထဲသို့ဂျုံဝင်သွားတဲ့အတွက်လူအများပြားပိတ်မိတည်ဆုံးခဲ့ကြောင်းအဲ့ဒီပိတ်မိတည်ဆုံး းသူတွေထဲမှာဒုက္ခဒိုင်မွန်စိန်တိုင်းပိုင်ရှင်မိသားစုတွေပါဝင်သွားကြောင်းသိရပါတယ်။သူတို့က Sky Villa အောက်ထပ်မြင်းကြီးတက်မှာစိန်ဆိုင်ဖွင့်ထားတာမြင်းကြီးတက်ကမြေကြီးတဲ့ကိုကျုံဝင်သွားပြီးတော့မိသားစုလိုက်ပါသွားတာလို့ဒုက္ခဒိုင်မွန်စိန်တိုင်းပိုင်ရှင်ရဲ့ရင်းနှီးသူမိတ်ဆွေတွေကပြောကြားခဲ့ကြောင်းသတင်းမှဖော်ပြပါရှိပါတယ်ရှင်။